ဒီညကျွန်တော်အနေနဲ့ဝန္ဒဂုံယူခြင်းချီကျူးဂုံပြူခြင်းနဲ့ယေတုမနာဖြစ်ခြင်းများခံစားပြီးကျွန်တော်ရဲ့ငငယ်ရတငယ်ချင်းတွေနဲ့ကျွန်တော်နဲ့ဘဝပြီးရေစဲရစုံစည်းခဲ့ကြဘူးတဲ့မိတ်ဆွေတွေကိုအကြံပြုတိုက်တွန်းစကားတချို့ပြောခြင်းလို့ခု live စီစဉ်ရ တည်ဆက်တာဖြစ်တယ်အခုဆိုရင် တွေ့ရပါလိမ့်မယ်အင်တာနက်ဆာမျက်နှာလေးပေါ်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေတိုင်းရင်းသားလွန်လိုင်းတပ်ဖွဲ့တွေအားလုံးပေါင်းစည်းညီညွတ်စွာနဲ့စီရေးအောင်မြင်မှုတွေတစ်ခုပြီးတစ်ခုမြို့ကြီးတွေတိမ်ပိုက်နေတာတွေတွေ့ရပါလိမ့်မယ်ခုနအရင်ကျွန်တော် ကြည့်လိုက်ရတဲ့ G News ပွဲမြင်ကွင်းလေးရတော့ကြေးလက်တော့ရလေးတွေ့ရမှာမြို့သိန်း စစ်စင်ရေးကြီးတွေကိုအောင်မြင်စွာဆင်နွှဲပြီးအသက်ရှင်ပြန်လာနိုင်တဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ချစ်စပွဲလူငယ်လေးတွေကိုကြေးရွာကနေဦးစီပုံမောင်းတီးပြီးတော့ကြေးရွာသူကြေးရွာသားတွေကမြူးထွေးမြူးထူးပျော်ပါးစွာနဲ့ကျူဆူနေကြတဲ့မြင်ကွင်းရေဘော်လေးတွေကိုယ်တိုင်လည်းယူနီဖောင်းလေးတွေတနက်တွေလွဲပြီးတော့မြူးကြွကခိုပျော်ရွှင်နေကြတဲ့မြင်ကွင်းသူတို့အောင်ပွဲနဲ့ပြန်လာတဲ့ပြည်သူ့စစ်သားစစ်စစ်ကြီးတွေကိုပြည်သူက ိမိရဲ့ရင်းနေသက်ချာတားရရနာတွေကိုတကယ်ကိုလိုက်လဲဝမ်းသာဂူယူစွာနဲ့ကြိုးဆူနေကြတဲ့မြင်ကွင်းကြည့်ပြီးတော့စစ်သားဟောင်းတယောက်ဖြစ်တဲ့ကျွန်တော်ပီတိအကျော်စိတ်နေအောင်ဖြာမိပါတယ်ဒါမှပြည်သူစစ်သားပြည်သူကိုကာကွယ်ဆောက်ရှောက်တဲ့အတွက်ပြည်သူရဲ့မြေတားကိုအပြည့်အဝရရှိတဲ့ပြည်သူစစ်သားပြည်သူစစ်သားတွေရဲ့အောင်ပွဲနဲ့အိမ်အပြန်ကိုဒီလိုမျိုးပျော်ပါမြှုပ်ထူးတဲ့ပြည်သူများရဲ့နှွေးထွေးစွာဂုဏ်ပြုခြင်းလို့ ပြည်သူအပြုံးနဲ့ကြိုးဆိုချင်းခံရတဲ့စစ်သားတယောက်ရဲ့ကြီးနှမှုဟာဘယ်ခံစားမှုနဲ့မှမလဲနိုင်တော့အောင်ပြောရှင်စရာရှိပါတယ်။ဒါမှန်တဲ့ဘက်မှာယက်တီခဲ့တဲ့မျိုးစစ်တဲ့လူငယ်ပြည်သူကကွယ်တပ်ဖွဲ့ဝင်တွေကိုချီးကျူးဂုဏ်ပြုရင်းကျွန်တော်ဘုဘွားနဲ့ရှင်ပြီးကျွန်တော်ကိုယ်တိုင်လည်းပဲပြည်သူကကွယ်ဆောက်ရှောက်ရန်အတွက်စစ်တပ်လိုခေါ်တဲ့တပ်မတော်တွေကိုဝင်ရောက်အမှုထမ်းခဲ့မှုတဲ့စစ်သားဟောင်းတယောက်အနေနဲ့ကိုချင်းစာတရား နားလည်မှုသဘောတရားတွေကိုလက်ရှိသူ့ကိုယ်သူတမတော်သားလို့ခံယူပြီးတော့ဖက်စစ်အကျံဖက်အာနာရှင်စနစ်လေပတ်တည်တံ့ဖို့အတွက်အာနာအယိုးရင်လေးရလို့ရညာအခွင့်အရေးတစုံတရာရလို့ရညာဆောင်ရွက်နေကြတဲ့စစ်သားအမိခံလက်နက်ကင်လူတစုကျွန်တော်နဲ့ဘွာဘေးအချီနေရငယ်တုန်းကအတူတူပညာသင်ခဲ့ဖူးတဲ့လူတစုကို အကြံပြုစကားပြောချင်တာပါသူပြည်သူစစ်သားစစ်စစ်တွေကိုပြည်သူတွေကြိုးဆိုနေကြတဲ့အချိန်မှာပဲအခုဆိုရင်စစ်တပ်ထဲကဖက်စစ်တပ်ထောက်ခံသူအများစုဟာကျိတ်မနှံခဲမရတောက်တခေါက်ခေါက်ဒေါသတကြီးကြီးနဲ့မင်းအွန်လိုင်းကိုမအီလို့လို့ဆဲရမလားဆိုးဝင်းကိုပဲကြိုးကွင်းဆွတ်လို့ပြောရမလားတို့တွေကျိတ်မနှံခဲမရဖြစ်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့တမမှုအဆင့်ထိခွေးပြေးဝယ်ပြေးထွက်ပြေးနေရုံနဲ့မကတမမှုအပါဝင် တယောက်150လောက်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့ဝိုင်းပတ်ပိတ်ဆို့ဖမ်းဆီးချုပ်နှောင်ထားတဲ့ပုံရိပ်တွေဗီဒီယိုတွေကိုကြည့်ပြီးသူတို့အသေးကိုအနဲ့ထိုးခံရသလိုခံစားနေရတဲ့အခြေဖြစ်ပါတယ်။ဒါဘာကြောင့်လဲ။ပြည်သူတရားလုံးကဒီဗီဒီယိုဖိုင်တွေအောက်မှာဝင်ပြီးကွန်မန့်ပေးတာကိုကြည့်လိုက်ရုံနဲ့တင်ဒီဖက်စစ်မင်းအွန်လိုင်းရဲ့စစ်တပ်ကိုပြည်သူတရားလုံးဘလောက်ယွန်ရှာအော်နှလုံးနာနေတယ်ဆိုတာတိတာထင်ရှားမှဖြစ်တယ်လို့စောစောကပြောခဲ့တဲ့ဦးစီးဘုံမောင်းနဲ့ကြုံနေတယ်ဆိုတော့ ဗီဒီယိုဖိုင်အောက်မှာလည်းပြည်သူတရားလုံးကဘလောက်ချီကျူးထောမနာပြုတ်နေကြလဲဆိုကြည်ချင်းအဖြစ်အဲ့ဒီဖက်စစ်မင်းအွန်လိုင်းလက်အောက်မှာခင်မီစစ်လက်နက်ပစ္စည်းများကိုကင်ဆောင်ပြီးခင်မီစစ်ပညာတွေတင် जा ထားပေမဲ့တစ္ဆာတရားရင်မာမရှိတဲ့စစ်သားဆိုတဲ့အတုယောင်လူသက်သမားတွေအတွက်ကြည်ခွဲเสียကာလများပဲဖြစ်ပါတယ်ခုဆိုရင်ပတ်စဉ်42ဆင်းတမမူးဆိုတဲ့ ဥပရိယုတ်အရတော်တော်လေးဝမ်းနဲ့ချီခွဲစရာကောင်းတဲ့လူတစ်ယောက်ကိုစိတ်ပရိကြီးလေဘေးမှာဆွဲလို့ဖမ်းဆီးရမိထားတဲ့ပုံရင်ဟာကမ္ဘာသတင်းတွေမှာလည်းပြုပြန်နေတယ်လို့ပြည်သူတရားလုံးလဲလက်ခမောင်းခတ်ပြီးတော့အောင်ပန်းခံနေကြပါတယ်။လွန်ခဲ့တဲ့၄နှစ်တိတိဗကိုးမြို့မှာအဲ့ဒီတမခွန်ခွန်ကပဲပြည်သူလူငယ်မျိုးများစွာအယောက်80ခန့်လို့ကြားသိရပါတယ်။ဒီထက်လည်းပိုနေပါတယ်။ ရရဆက်ဆက်ဖန်စီနှိမ့်ဆက်လူမဆန်စွာတတ်ဖြတ်ခဲ့တဲ့လင်းနှစ်တိတိပြည့်တဲ့နေ့မှာအဲ့ဒီခွန်ခွန်ရဲ့တတ်မှတ်မှုဆိုတဲ့ဘုံမှုချုပ်ဆိုတဲ့အကောင်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကအရှင်လက်လက်လက်ရဖန်စီခဲ့မိခြင်းပေါ်မှာအန်ချီထောမနာပြုနေကြပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့ဝမ်းသာတယ်ဖက်စစ်အကြမ်းဖက်လက်ပါစီလူတက်ကောင်စိတ်ရဆွဲကောင်တယောက်ဖန်စီရမိတဲ့အတွက်ကြောင့်ဝမ်းသာတယ်။ဒါပေမဲ့တစ်ဖက်ကကြာလေစိတ်မကောင်းဖြစ်မိတယ်။ဘာကြောင့်လဲဆိုတော့ ဒီ၄၀နှစ်ဆင်းဆိုတဲ့ဘုံမှုချုပ်အဆင့်ဆိုတဲ့အကောင်ကောင်ဟာပြောရရင်တော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်30လောက်ကတောင်ကွာ60ခုနှစ်ကနေပြီးတော့68ထိကျွန်တော်နဲ့ဘာပဲပြောပြောစစ်ရက်တော်မှာတနှစ်တိတိဆုံးခဲ့ပူတာပေါ့ကျွန်တော်က final year ပတ်စဉ်52က first year လာရောက်ចောင်းတော်တစ်ခုတော့မှာအတူတူတွေ့ခဲ့ကြဘူးတဲ့သူတွေဖြစ်ပါတယ်အဲကျွန်တော်က senior သူတို့ဟာ first year junior ဘာပြောပြော senior ဖြစ်တဲ့ကျွန်တော်တို့ကသင်ကြားပဲ့ပြင်ပြီးချင်းကိုသူတို့ခံယူခဲ့ရတာပါအဲ့တော့ကျွန်တော်အနေနဲ့တဆန်းတလောက်အမှန်နဲ့တရားအတွက်ကောင်းသောအလုပ်များကောင်းသောသင်ကြားမှုများကောင်းသောစံနမူနာပြမှုများကိုသာဆောင်ရွက်ခဲ့ပါတယ်ဒါလည်းအခု percent 40 41 42ဆင်းနဲ့တောင်းဆင်းပုံကြီးပြကြပါတယ်ဒါပေမဲ့ ဘာဖြစ်လဲចောင်းဆင်းပြီးတဲ့နောက်မှာကိုချိုးအတွက်အတ္တအတွက်ယာဓုအတွက်နေရာအတွက်အခွင့်အရေးအတွက်လောဘဇောအတွက်မိမိဒုတိယနှစ်ဘူလောင်းဘွားမှာအလံကင်ပြီးတော့ဆိုခဲ့ဘူးတဲ့တစ္ဆာတွေကိုမေ့လျော့စန့်ကျင်ကတစ္ဆာဆိုတာဘာလဲလို့ပြန်မေးရတော့အောင်တစ္ဆာတွေပျောက်ခဲ့ကြတာတစ္ဆာပျောက်ခဲ့လို့ပြီးသူရဲ့အမုန်းနေအောက်မှာအခုဆိုရင် ကြီးစွာသောအတ္တိဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။အဲကျွန်တော်အနေနဲ့တစ်ဖက်ကလည်းစိတ်မကောင်းဖြစ်ပါတယ်။စိတ်မကောင်းဖြစ်တာကဘာလဲ။တစ္ဆာစောင့်ရမယ့်အလုပ်ကိုတစ္ဆာမစောင့်ဘဲတစ္ဆာဖောက်ခဲ့လို့တစ္ဆာဖောက်လို့တွားရလမ်းကိုမြန်းရတဲ့သူတို့အတွက်စိတ်မကောင်းဖြစ်တာပါ။ဆိုတော့လက်ရှိအခုဆိုရင်တောင်ပိုင်းတိုင်းတိုင်းမူကြည်တိုက်ကျွန်တော်နဲ့တပတ်စင်နေတောင်မှုမှထိုင်နေတယ်။အခုလည်းသူလည်းပြုတ်ခံနေပါပြီ။ဆိုတော့ တပတ်စင်တဲ့ဆင်းခဲ့တဲ့သူတွေကျွန်တော်ဂျူနီယာဖြစ်ခဲ့တဲ့သူတွေအခုတိုင်မှုတက်မှမှုနော်တကယ်ဘုံမှုချုပ်ဘိုချုပ် level ကြီးပဲရှိပါတယ်အဲ့တော့မင်းတို့တွေခမားတို့တွေအခုလက်ရှိကြုံနေရတဲ့အခြေအနေကိုအတူချုံမဲစဉ်းစားပြီးမိမိရဲ့စိတ်နှလုံးကိုပြန်လဲစောကြောစစ်ဆေးဖို့အချိန်ကြပြီလားလို့စဉ်းစားကြပါပြည်သူတရားလုံးကလက်မခံပဲအမုန်းအာကာရကြီးစွာနဲ့ နေရာအနှက်မှာစန့်ကျင်တော်လှန်တိုက်ခိုက်ခြင်းကိုမင်းတို့ဖက်စစ်တပ်ခံရတဲ့အချိန်မှာပဲအဘောဝါတရားကြီးကလည်းနူရဝဲဆွဲလဲရတခိုးထောင်းမင်းတို့ကို မောင်းချတဲ့ပုံနဲ့ညီပြီးတော့တခွင်ပြဲပြဲစင်လှုပ်ခတ်ခဲ့တဲ့ငလင်နဲ့စကိုင်းကအခြေပြုခဲ့တဲ့မဟာငလင်ကြီးကြောင့်အခုဆိုရင်မင်းတို့ရဲ့အုတ်ချွေရန်နရာကြီးတစ်ခုလုံးလည်းပြုတ်ပြုတ်ပြုံးဒုက္ခတွေလုံးလုံးရောက်နေကြတယ်အခုဆိုရင်မင်းတို့ကိုဆရာထင်ပြီးတခင်လိုကိုးကွယ်ခဲ့တဲ့ နန်းစီရီယံဝန်ထမ်းတွေလည်းစားရမယ်တောက်ရမယ်နေရမယ်ဘဝနဲ့အတိဒုက္ခရောက်နေကြရတယ်။နိုင်ငံတကာကိုဘလောက်ပဲမျက်နှာပြောင်တိုက်လိမ့်လည်ပြီးမင်းတို့ဆက်လက်စီမံအုပ်ချုပ်မယ်ဒီနှစ်ကုန်မှရုပ်ကုပ်ပွဲကြီးရအောင်ကျင်းပမယ်ဆိုပြီးတော့အချိန်ဆွဲဆန့်လိမ့်ညာမယ်ဘလို့ပဲကြိုးစားပါစေ။အခုဖလန်းမြို့တော်လန်တိုက်ခိုက်သိမ့်ပိုက်ပြီးပြီ။အင်းတော်တော်လန်တိုက်ခိုက်သိမ့်ခဲ့ပြီးပြီ။စကိုင်းဒေသကြီးကိုဝင်ဖို့လမ်းကြောင်းမှန်သမျှကိုတော်လိုင်းတက်ဖွဲ့အားလုံးက စီမိုတိမ့်ပိုက်ပြီးပြီဒီအချိန်တွေမှာမင်းတို့ဘလောက်ထိဆက်ပြီးမိုက်ယူရဲဆန်နဲ့ဖက်စစ်မင်းအွန်လိုင်းနဲ့စိုးဝင်းလို့ခေါ်တဲ့လူသက်သမားတွေရဲ့အမိန်အောက်မှာဆက်နာခံပြီးနောက်ဆုံးအချိန်ထိမိုက်မဲမှုပြုကြမှာလဲလို့တငယ်ချင်းတို့ကိုမေးကြည့်ချင်ပါတယ်တတက်စားလဲကြက်တော့နတ်တက်စားလဲကြက်တော့ဆက်လက်ပြီးတော့မိုက်မဲသွားဖို့စ조사ကြအောင်ပါလားတိုင်းပြည်ကိုအခုထက်ပိုပြီးပျက်စီးအောင် ဖြက်စီးကြအောင်ပါလားခုဆိုရင် GDP အဆုံးစုံထိကျဆုံးသွားပြီနိုင်ငံစီးပွားရေး80ရာခိုင်နှုန်းပျက်စီးသွားပြီနိုင်ငံတကာကလည်းပဲလက်ရှိမင်းအွန်လိုင်းရဲ့အာနာသိန်းအစိုးရအာနာသိန်းအုပ်စုကိုအစိုးရရဲ့လို့အတိမတ်မပြုတ်ဘူးဆိုတာလည်းမင်းတို့သိကြပြီပြီအခုဆိုရင်တမ66တမ99နော်တမ3မရဲ့ တတ်မှမူတွေကိုနှစ်ယောက်အသေးတစ်ယောက်အရှင်တကယ်ဒိတ်ဒိတ်ကျက်စစ်တပ်ထဲမှာဆိုရင်ဒီအပူတတ်မှတွေချော့ချော့တို့ခုံခုံတို့နော်အပူတတ်မှတွေဟာဒိတ်ဒိတ်ကျက်မာလာပါပြီဆိုတဲ့စစ်သားတွေကိုစုပြီးတော့တိုက်ခိုက်ချေမုန်းစီဝါတဲ့စစ်သားတွေကြီးစုထားတဲ့တတ်မှကြီးဖြစ်တယ်ဒီတမကြီးတွေရဲ့လုံးလုံးပြိုကွဲပျက်စီးသွားုံနဲ့မကတမမူတွေပါ အရှင်ဖန်းခံရတဲ့အဆင့်ဖြစ်လာပြီဆိုတော့မင်းတို့ရဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်ဟာဘလူနီးနဲ့မှမြမပြည်အလယ်မှာရှင်သန်ဖို့လမ်းမရှိတော့ဘူးမင်းတို့ကတော့ပြောမှာပေါ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကိုကြမ်းဖက်သမားရည်လို့တမုတ်ပြီးနှိမ်နင်းနေရတယ်နိုင်ငံကိုဖျက်ဆီးနေသူမို့လို့နှိမ်နင်းနေရတယ်လို့ဝါဒဖြန့်မှာပေါ့ဒါပေမဲ့ဘသူကနိုင်ငံကိုဖျက်ဆီးနေတာလဲ၂၀၂၀မတိုင်ခင်ထိ အီဂျန်တာယာပျော်ရွှင်ပြီးတကယ်ကိုပဲအရှိတောင်အာရှမှာစီးပွားရေးရဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံးရှိခဲ့တယ်လို့တရားဝင်ကြေညာနိုင်ခဲ့တဲ့လူထုအစိုးရကိုမင်းတို့ဖြုတ်ချပြီးတဲ့နောက်မှာဒီခုခံတွန်းလှန်မှုတွေကယုတ်ချီးပေါ်ပေါက်လာတာဖြစ်တယ်။ဘာကြောင့်ယုတ်ချီးပေါ်ပေါက်လာတာလဲ။တစ်ဖက်ဖက်ကမှားယွင်းနေလို့ပေါ့။ဥပဒေနဲ့မညီဆောင်ရွက်လို့ပေါ့။တစ္ဆာတွေဖောက်ဖျက်လို့ပေါ့။ပြည်သူတရားလုံးကလက်မခံစန့်ကျင်လို့သာပဲ။ တိုင်းနယ်ပြည်နယ်နေရာနှံ့မှာခုခံတွန်းလှန်စစ်ကြီးပေါ်ပေါက်လာတာပေါ့။ဘာကြောင့်မင်းတို့အတင်းတမလက်နက်နဲ့အာဏာသိမ်းပြီးမှဒီလိုပေါ်ပေါက်လာတာကိုနိုင်ငံဖျက်ဆီးတယ်လို့သုံးလို့ရတာလေ။2020မတိုင်ခင်ကဒီလူငယ်တွေဟာပညာရေးကောင်းစွာတွင်နိုင်ငံကြီးရဲ့အနာဂတ်ကိုစင်ရင်တိဆောက်ဖို့အားကျုံးမှန်တဲ့နဲ့ယုံကြည်ချက်အပြည့်ရှိခဲ့ကြတဲ့လူငယ်တွေပါ။ခုတော့လက်နက်ကိုကင်ဆွဲပြီးမင်းတို့ဖက်စစ်တပ်ကိုဘယ်တော့မှအနိုင်မခံအရှုံးမပေးဘူးကွာ။အနိုင်နှွှဲမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ လေးနှစ်ခန့်အတွင်းအပြင်းထန်လေ့ကျင့်အပြင်းထန်စုဖွဲ့ပင်ပန်းဆင်းရဲအပြင်းဆုံးခံပြီးမင်းတို့တွေကိုမင်းတို့ဖက်စစ်တက်ကရက်ဆက်ကြမ်းကြုတ်ဥပဒေမဲ့မှုတွေကိုငါတို့လက်ထက်မှာတင်းတက်အမြင့်ဖြတ်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့လူငယ်တွေတိုက်ခိုက်လာလို့အခုတတ်မှတ်မှုအဆင့်လက်ရဖမ်းဆီးနိုင်တဲ့အထိစိတ်ရည်စွမ်းရည်ထက်မြက်လာပြီဖြစ်တယ်ဒီချိန်မှာမင်းတို့ဟာအသည့်နောင်တာတရားရတဲ့နေပြီမင်းတို့ရဲ့စိတ်ယုံကြုတ်တွေငလင်ရဲ့တဘာဝကြီးရဲ့ လက်မခံဆန့်ကျင်ပယ်ဖျက်မှုကြောင့်စီယုံချုပ်တွေပြိုလဲပျက်စီးနေတယ်။တပ္ပရာယူမင်းအွန်လိုင်းကိုတိုင်ရွက်ကောက်ွယ်ကျင်းပပြီးလွတ်တော်ခေါ်မယ်ဆိုလေသံပြည့်ုံရှိသေးတယ်။တမရအိမ်တော်ရောလွတ်တော်ရောတုံးမရအောင်ငလင်ကြီးကဖျက်ဆီးလိုက်တယ်။တဘာဝကြီးတော့ကတော့မှလက်မခံမင်းတို့ကိုဆန့်ကျင်နေရမင်းတို့ဘယ်လောက်ထိဆက်လက်မိုင်းမဲကြအောင်မှလဲ။အဲ့တော့တငယ်ချင်း တောင်းနေဖက်တငင်ချင်းတွေထပ်ပြီးနှိုးဆော်ပြရစီအဆုံးစုံထိမင်းတို့မင်းတို့တူးချင်းရဲ့ဂုံတိခါတွေပျက်စီးဆုံးရှုံးချင်းကိုမင်းတို့မဆက်ပြီမဲ့မင်းတို့ကြံရက်ခဲ့မဲ့မင်းတို့သားသမီးတွေမင်းတို့မိဘတွေမင်းတို့ရဲ့မိသားစုညီကိုမောင်နှမတွေရဲ့ဂုံတိခါနဲ့မြန်မာပြည်မှာဆက်လက်လူလုပ်ဖို့ခွင့်လန်းကိုတော့မင်းတို့တူးချင်းရဲ့အတ္တကြောင့်မပယ်ဖြတ်စီသင့်ပါ မင်းတို့ပညာသင်ကြားခဲ့တဲ့မင်းတို့ရဲ့မျက်နှိုးတံပိုးထားသောဂုံပုတ်တွေကိုမင်းတို့ခြေနဲ့နင်းခြေမပြစ်ခဲ့တဲ့မှာဘူးမင်းတို့ငွေဖွာကြီးပြင်းခဲ့တဲ့နိုင်ငံကြီးကိုတုတ်တန်တစားပြင်ပမာလုံးလုံးပျက်စီးသွားအောင်ခြေမွမထားခဲ့တဲ့မှာဘူးအခုမင်းတို့လုံနေရတဲ့အလုပ်မင်းတို့ခိုင်းစီအမိန်ပေးခံရတဲ့အခြေအနေဟာ တိုင်းပြည်အနာကကောင်းဖို့တေချာရဲ့လားမင်းတို့စဉ်းစားနိုင်စွမ်းရှိကြမှာပါဖက်စစ်မင်းအောင်လှိုင်ဘီလင်းဆရာပြောသမျှလုပ်တဲ့မင်းအောင်လှိုင်တမတာယူးနေတဲ့မင်းအောင်လှိုင်နိုင်ငံတကာခေါင်းဆောင်တွေအလဲမှာရှက်ဖွယ်လိလိဂုံတိတ်ခါလုံးဝမရှိတဲ့မင်းအောင်လှိုင်စစ်ခေါင်းဆောင်တယောက်နဲ့လုံးဝမထိုက်တန်တော့ပဲသူ့ဟာသူရာဒီယိုအတင်းပေးပြီးအာနာယူးနေတဲ့မင်းအောင်လှိုင်ကိုချင်းဇာတိတာတမိုင်းအယလုံးဝကျင့်ဝတ်ဖောက်ပြန်နေတဲ့မင်းအောင်လှိုင်သားသမီး မိသားစုသူနဲ့ဆရာတပည့်ကောင်းစားဖို့အတွက်ဘုသူချနေရချနေရရရဆက်ဆက်ချနေဖို့အသင့်ဖြစ်တဲ့လောဘငမိုက်သားမင်းအောင်လိုက်ဒီလိုဆိုးရွားမိုက်မဲတဲ့တတ္တဝါရဲ့နောက်လိုက်ဖြစ်မင်းတို့ဘာကြောက်ဘယ်အရာကိုမျှော်ကူပြီးဆက်လျှောက်လန်းကြအောင်မလဲအဲ့တော့အခုစတိုင်းကြီးတွေမြို့ကြီးတွေတခုတခုတိမ့်ပိုက်ပြီးချိန်မုံလာတဲ့ပြည်သူတရားလုံးကိုအားရဝမ်းသာလက်ကမောင်းခတ် ကြိုးဆိုနေကြတဲ့အိုးစီဘုံမောင်းတီးသောလူငယ်လူလတ်ကလေးတွေဟာမင်းတို့ဖက်စစ်တက်ကြီးတီးရှိနေသေးတဲ့မင်းတို့ကိုတိုက်ခိုက်ဆန့်ကျင်ပုတ်တင်မဲ့ပြည်သူတစ္ဆပေါက်တွေကိုတုတ်တင်မဲ့ပြည်ရှစ်သားတွေပဲဖြစ်လာအောင်မှာဖြစ်တယ်။ဒါကြောင့်မင်းတို့အနေနဲ့ရှေ့ဆက်အနာကမနှက်ပြန်မရှိတော့ဘူး။ဒီတော့ကောင်းဆုံးနည်းလမ်းကတော့မင်းတို့အမှန်နဲ့တရားအတွက်ဥပဒေကိုရင်ဆိုင်ပါ။ ပြည်သူကိုဒူးထောက်ဝန်ခံတောင်းပန်ပါတာဝန်ရှိတဲ့စစ်ရာဇဝတ်ကောင်စစ်ဘုံချုပ်အစစ်စင်ကိုအေးအေးယူဖော်ထုတ်နိုင်ဖို့ပြည်သူကာကွယ်ရေးတပ်ပြည်သူရဲချဲ့တင်မြောက်တဲ့မြို့သားညီညီရဲ့အဆိုရတိုင်းရင်းသားခေါင်းဆောင်များနဲ့လက်တွဲပြီးတော့လက်ရှိအရှုပ်ထွေးအကြက်တဲဆုံးတဘောဘေးကြီးလဲရင်ဆိုင်နေရစစ်ဘေးကြီးလဲရင်ဆိုင်နေရတဲ့ပြည်သူတွေရဲ့မနှက်ဖြန်တွေတာယာလှပဖို့အဖြေတစ်ခုကိုရှာကြပါ 生来比较，买买件表面说言，看看大马木业、热文谷底下几位都没有买，买买又等你的，谁看啥木苗？没东西嘛，没价格要来里面说那个，我们看啥比，买没的，第二，我那买到，他里向的要也对口木苗，第二个啥比送到来包了，我带到来钱了，不是没往来的，不是不做的水果。 ပြည်သူတရားစီရင်မှုရှေ့မောက်ရောက်အောင်မင်းတို့ပါဝင်ပူပေါင်းပေးမယ်ဆိုရင်မင်းတို့တွေရဲ့အနာဂတ်ကိုသစုံတရားကင်းလွတ်ငြိမ်းချမ်းခွင့်ရဖို့ငါဝိုင်းဝန်းစူးစမ်းပေးမယ်တကယ်ချင်းတို့ရှေ့ဆက်မမိုက်ကြနဲ့တော့